This is Radio Free Asia. The following program is in Burmese. ပရာရှိပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအသံရဲ့မြန်မာဘာသာအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကကြောက်ကြောက်အောင်ပါခင်ဗျာ ဒီကနေ့မှာခရိုင်းလူပဲထူကြတဲ့မြန်မာသတင်းတွေကိုဥစွာနှาศင်ရမှာပါ။ငလျင်ဘေးနောက်ဆက်တွဲအခြေအနေတင်ပြချက်တွေနဲ့အတူစစ်ကောင်စီကအရှိန်မြင့်တဲ့ထက်မြင့်လာနေတဲ့လေကြောင်းတက်ခိုက်မှုတွေကြောင့်အရသာပြည်သူတွေနေ့စဉ်နဲ့အမျှတိုက်ဆုံမှုတိုးများလာနေတဲ့သတင်းတွေကိုထုတ်လွှင့်မှာပါ။အခုသတင်းတွေစတင်လိုက်ပါကြည်။ နေပြည်တော်စကိုင်းမန္တလေးပဲခူးမကွေးနဲ့ရှမ်းပြည်နယ်စတဲ့ဒေသတွေမှာငလျင်ကြောင့်ပျက်စီးခဲ့ရတဲ့အဆိုအယုံဌာနအဆောက်အုံတွေကိုပြန်လည်ပြင်ဆင်ဖို့အတွက်မူလဆောက်လုပ်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးရသွားမယ်လို့စစ်ကောင်စီကပြောကြားလိုက်ပါတယ်။အဆောက်အုံတွေပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တိဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတာဝန်ယူထားတဲ့စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကဧပြီလ29ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။တပ်ပြင်းသက်ဆိုင်ရာဝန်ကြီးဌာနတွေမှာလက်ရှိတိဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ကုမ္ပဏီတွေနဲ့အင်ဂျင်နီယာအသင်း၃တင်းကထောက်ခံပေးထားတဲ့ကုမ္ပဏီတွေကိုပါတာဝန်ပေးရသွားမယ်လို့ဆိုပါတယ်။နေပြည်တော်တိဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့ကုမ္ပဏီတွေကိုလည်းနေပြည်တော်စီမံတာရေးကော်မတီကိုဆက်သွယ်ကြဖို့စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေမှာအခုရက်ပိုင်းတွင်ဇက်တိုက်ကြေညာနေတာတွေ့ရပါတယ်။နေပြည်တော်မှာလွှတ်တော်အစိုးရယုံနေအပါဝင် အဆောက်အုံတိဆောက်ခွင့်တွေကို2 Asia War Aiden Max Myanmar IGE ACE စတဲ့ကုမ္ပဏီတွေကဆက်လုပ်ခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့အချက်လက်တွေအရမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းကြောင့်အေပီလ29ရက်နေ့အထိသေဆုံးသူ3998ဦးထိခိုက်ဒဏ်ရာရရှိသူ9106ဦးနဲ့ပျောက်ဆုံးနေသူ106ဦးရှိနေပါတယ်။ မန္တလေးတိုင်းအင်းဝဒေသမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းကြောင့်ရှေဟောင်းအဆောက်အုံပေါင်း960ကျော်တဲက600ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ဧပြီလ29ရက်နေ့ကစစ်ကောင်စီထိန်းချုပ်ထားတဲ့ MRTV နိုင်ငံပိုင်ရုပ်သံသတင်းဌာနကကြေညာပါတယ်။မန္တလေးအင်းဝပင်းရပလိတ်မက္ခရာစကိုင်းစတဲ့ဒေသတွေမှာငလျင်တန်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ရှေးဟောင်းအဆောက်အုံတွေကိုပြုပြင်ထိန်းသိမ်းဖို့အတွက်အဖွဲ့၈ဖွဲ့နဲ့စည်ရင်းကောက်ယူနေတယ်လို့ဆိုပါတယ်။ထိခိုက်ပျက်စီးခဲ့တဲ့ရှေးဟောင်းလက်ရာတွေထဲမှာပထမအင်းဝခက် AD 1380မှာတည်ခဲ့တဲ့အင်းဝရွှေစည်းကုံစီတီစတုထအင်းဝခက် AD 1822မှာတည်ဆောက်ခဲ့တဲ့နမ်းမြင့်မြော်စင်းနဲ့မဲနုအုပ်ကြောင်းတို့လည်းပါဝင်ပါတယ်။မန္တလေးမှာမြင်းငလင်းကြောင့်ပြိုကျသွားတဲ့ ရှေးဟောင်းအုပ်ချက်တွေကိုစစ်ကောင်စီကဆက်ရန်နေရတွေနဲ့ဖယ်ရှားတာတွေရှိတဲ့အတွက် ရှေးဟောင်းသူတေသနလေးလာသူတွေကဝေဖန်မှုတွေလည်းရှိနေပါတယ်ပဲခူးတိုင်းတောင်ငုံခရိုင်မုံမြို့နယ်မှာအေပီလ28ရက်နေ့ကစစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုတွေကြောင့်အရတားပြည်သူ၄ဦးသေဆုံးပြီးနောက်ထပ်၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးကအေပီလ30ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။မုံမြို့နယ်မှာအေပီလ28ရက်မနက်10:00ခွဲလောက်မှာ ကညင်တိုင်းကြေးရွာကိုလေချောင်းကနေတိုက်ခတ်ခဲ့မှုကြောင့်အသက်90အရွယ်ဒေါ်မတ်ခိုင်ဝင်းအသက်48နှစ်အရွယ်ဦးစိန်ရန်အသက်44နှစ်အရွယ်ဒေါ်ဤရွှေဝင်းတို့တေဆုံးခဲ့ရတယ်လို့နောက်ထပ်အသက်2နှစ်နီးပါးအရွယ်မင်္ဂလီတဦးနဲ့အသက်90ကျော်အရွယ်အမျိုးသားတဦးလည်းတိုက်ခတ်တံရရှိခဲ့တယ်လို့ဆိုပါတယ်အလားတူအဲ့ဒီနေ့မနက်7:00နာရီလောက်မှာလေချောင်းတိုက်ခတ်ခဲ့မှုကြောင့်ရွာကြီးအင်းကြေးရွာကအသက်28နှစ်အရွယ် မောင်သိန်းစောဦးတေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီတက်ခတ်ခံမှုတွေအတွင်းကញင်တိုင်းကြေးရွာက နေအိမ်လေးလုံးပျက်စီးခဲ့ရတယ်လို့အဲ့ဒီနေ့ကရွှေကျင်မြို့နယ်တရက်သမိန်ကြေးရွာမှာလဲလေးချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဖုံးတော်ကြီးအကြောင်းတကြောင်ထိခိုက်ပျက်စီးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ရွှေကျင်မြို့နယ်မှာတော့တိုက်ပွဲတွေကြောင့်ဒေသခံတွေထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီကနေ့အထိနေရမပြောင်းနိုင်ကြသေးဘူးလို့ဒေတာကန်တူက RFP ကိုပြောပါတယ်။အဒီဖြစ်ရတဲ့နဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFP ကဆက်သွယ်ခဲ့ပေမဲ့ဖုံးလက်ခံဖြေကြားတာမရှိပါဘူး။ SSPP လက်အောက်ခံရှမ်းပြည်တပ်မတော် SSC နဲ့ကိုကန့်တန်းလို့လူသိများတဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA အဖွဲ့တို့ကြားမှာစီးတင်းမာမှုတွေကိုပြေလည်အောင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ SSPP အဖွဲ့က AP လ30ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ AP 28နဲ့29ရက်နေ့တွေမှာရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်ကတော်ဟိုင်းကြီးရွာ၊ဟျူမီရွာ၊နာနန်၊စိန်ကြော့အပါအဝင်နေရာရှစ်ခုမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ထိုးကျိတ်ရိုက်နှက်ဖမ်းဆီးမှုတွေလည်း24ကြိမ်ဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ SSPP နယ်မြေတဲကိုကုကန့်တက်တွေဖြတ်တန်းသွားလာမှုကို MNDAA ဘဟုကတရားဝင်အကြောင်းမကြားလို့ပဋိပက္ခတွေဖြစ်ပွားခဲ့တာလို့ SSPP အဖွဲ့ကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေအတွင်းနှစ်ဖက်တပ်တွေအကြားထိခိုက်သေးဆုံးမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။တွဲဆုံဆွေးနွေးမဲ့အခြေအနေပတ်သက်လို့ SSPP ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးဆိုင်ဖုံးဟန်ကို RFA ကဖုံးနဲ့ဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူး။လက်ရှိမှာလည်း SSPP တက်စခန်းတွေရှိတဲ့တီဘောမြို့နယ်ကနာနန်းနားတော်ခိုနန်းဖ တင်ဟိုင်းစင်ကြော့နားတောင်နားဖခေါ်ဖာစီစတဲ့ဒေသတွေမှာစစ်ရေးတွေတင်းမာနေပါတယ် MNDE ဘက်ကတော့ဒီအခြေအနေတွေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူးခင်ဗျာသတင်းတွေကိုတင်ပြခဲ့တာပါမကြခင်သတင်းဆောင်မတွေစတင်ထုတ်လိုက်ပါပါခင်ဗျာ တရရှိမှာခင်ဗျာစစ်ကောင်စီတပ်ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာအပြစ်ရက်လိုက်ပြီးတဲ့နောက် PDF တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုဘုံကျဲတိုက်ခိုက်မှုတွေပိုးပြီးတိုးမြင့်လှုပ်ဆောင်လာနေပါတယ်။ကိုစိုင်းဝနဆက်တင်ပြပါလိမ့်မယ်ခင်ဗျာ။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကကြေးရွာ6ရွာကိုဧပြီ26ရက်နဲ့28ရက်မှာဘုံကျဲတိုက်ခိုက်ခဲ့လို့မျိုးသမီး9ယောက်နဲ့မျိုးသား1ယောက်သေဆုံးပြီးနောက်ထပ်28ယောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေက RFI ကိုပြောပါရယ်။နှက်ချောင်း၊နှက်မြောင်း၊ငဖာ၊တံပိုး ချောင်းကွာနဲ့အောင်ချမ်းသာရွာတွေကိုဝိုင်းတွဲလေရင်နဲ့ကြက်တိုက်လေရင်တွေတုံးပြီးဘုံသီး48လုံးကျက်ရှတိုက်ခိုက်ခဲ့တာပါဒီတိုက်ခိုက်မှုကြောင့်နှစ်ချောင်းရွာကအမျိုးသမီး၂ယောက်ငဖားရွာကအမျိုးသမီး၂ယောက်တံပိုရွာကအမျိုးသမီး၂ယောက်နဲ့အမျိုးသား၁ယောက်အောင်ချမ်းသာရွာကအမျိုးသမီး၁ယောက်စုစုပေါင်း6ယောက်တည်ဆုံခဲ့ပါတယ်ဒီပြင်နှစ်ချောင်းရွာက20ငဖားရွာက3ယောက်တံပိုရွာက4ယောက်နဲ့အောင်ချမ်းသာရွာက1ယောက်စုစုပေါင်း26ယောက်ဒဏ်ရာရခဲ့ပါတယ် ကြံတဲ့ရွာသူရွာသားတွေလည်းအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ဒေသခံတယောက်က RFA ကိုပြောပါတယ်။ပြည်သူတွေကျွန်တော်တို့ဘုတ်ကိုချင်းနေရောအဲလေကြောင်းကာကွယ်ပြီးတော့အားလုံးစီမံထားတာဖြစ်တဲ့အတွက်အဲ့လောက်လေးထိခိုက်တာနည်းတယ်လို့တော့ပြောရမှာပေါ့နော်။ဘုံအရေးအတွက်ချပုံနဲ့ဆိုလို့ရှိရင်တော့ထိတဲ့အများကြီးသေသွားနိုင်တယ်ထိတဲ့အများကြီးထိခိုက်ဒဏ်ရာတွေများနိုင်တယ်လို့ကျွန်တော်တို့ယူဆရတာ။ ပေါ့ဒါတော့အခုလဲပဲဒါကျွန်တော်တို့ဒီစင်းကောက်တဲ့ထဲမှာကပြပြဆိုတော့စင်းကောက်လို့လို့မရသေးတာရှိသေးတယ်။မဖြစ်လို့လဲဆိုတော့အဲ့ဒီရွာပေါင်း9ရွာလောက်ကဗျာ။အခုကဒီဘုံကြတော့ကျွန်တော်ကျွန်တော်တို့ဒါလေချောင်းပေးလွတ်ရတယ်။ရှောင်းတိန်ပြေးလွတ်နေရတာဒီကစင်ကလေးတွေရှိသေးတယ်။ထိခိုက်တည်ဆုံးသူတွေဟာအရက်သားတွေဖြစ်တယ်လို့လဲသူကဆိုပါတယ်။အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရက်သားကလည်းတပေါင်းနီးပါးရှိတယ်လို့ဒေသခံတွေက ပြောကြပါတယ်။ဒါနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသေးတယ်လို့ စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFP ကဖုံးနဲ့ဆက်သွယ်ခဲ့ပေမဲ့အကြောင်းမပြန်ပါဘူးစစ်ကောင်စီဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့်လို့ခေါ်တဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တော် MNDAA နဲ့အပြစ်ခတ်ရစေးသဘောတူညီချက်ရယူပြီးတဲ့နောက်မှာပြည်သူ့ကာကွယ်ရေးတပ် PDF တွေထိန်းချုပ်ထားတဲ့သခိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေကိုဘုံကျဲတိုက်ခိုက်မှုတွေပိုပြီးလှုပ်ဆောင်လာတာပါ တစ်ဖက်မှာအပြစ်ရက်ပြီးကြံတစ်ဖက်မှာတိုက်ခိုက်မှုတွေတွန်းမြင့်တာကစစ်ကောင်စီတပ်ရဲ့ view ဟာတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကထောက်ပြပါတယ်ဒီလိုစစ်ကောင်စီတပ်နဲ့တိုင်းသားလက်နက်ကင်တွေကြားသဘောတူညီချက်ယူတာကတော်လှန်ရေးအတွက်လဲအန်ဒီရကြီးတယ်လို့သူကပြောပါတယ်ဒါကတော့စစ်တပ်ရဲ့ view ဟာပဲဒီ view ဟာကိုကျွန်တော်တို့နားလည်ပြီးတော့တော်လှန်ရေးအင်အားစုတွေဘက်က ကိုဘကခိုင်ခိုင်မာမာစီလုံးမှုတစ်ခုညီညွတ်မှုတစ်ခုကိုတိစောက်ထားနိုင်မှုအရေးကြီးတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့ကျွန်တော်တို့မစူးစီးထားနိုင်မယ်နဲ့ပေါ့နော်။ဖိအားမျိုးမျိုးကြောင့်ပေါ့နော်။ဒီစစ်တပ်ဘက်ကိုပါပါသွားတယ်စစ်တပ်နဲ့တက္ကသိုလ်တရားသဘောတူညီမှုတွေရရသွားတယ်ဆိုရင်တော့ဒါဒေါ်လာရင်းအတွက်တော့အနေနဲ့တော်တော်ကြီးရဲ့အနေထားပေါ့နော်။အဲ့တော့ဒီအခြေအနေကိုအားလုံးနားနားလည်ပြီးတော့ကျွန်တော်တို့တွေဒေါ်လာရင်းအင်အားစုတွေဘက်ကပို့ပြီးတော့ခိုင်ခိုင်မာမာညီညွတ်မှုတစ်ခုကိုတိစောက်ထားနိုင်မယ်။ဒါမှအရေးကြီးပါတယ်။ငလင်လောက်ခတ်တဲ့ match လ28ရက်ကနေ April 25ရက်ထိ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုလေ့လာပြည့်စုံထားတဲ့ NUG ရဲ့စည်ရင်းတွေအရတလနီးပါအတွင်းနိုင်ငံတော်အမှာလေကြောင်းတိုက်ခိုက်မှု225ကြိမ်ဖြစ်ပွားခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာစကိုင်းနဲ့မန္တလေးတိုင်းမှာအများဆုံးဖြစ်ပွားခဲ့တာပါ။စကိုင်းတိုင်းမှာ52ကြိမ်နဲ့မန္တလေးတိုင်းမှာ42ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကလေး29ယောက်အပါအဝင်242ယောက်သေဆုံးပြီးနောက်ထပ်လည်း390တယောက်ဒဏ်ရာရခဲ့ပါတယ်။စကိုင်းတိုင်းမှာ80သေဆုံးပြီး 121ယောက်ဒဏ်ရာရခဲ့တယ်လို့မန္တလေးတိုင်းမှာတော့58ယောက်သေဆုံးပြီး68ယောက်ဒဏ်ရာရခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီစရင်အရစစ်ကောင်စီတပ်ဟာနိုင်ငံတော်ဝန်ဘုံကျဲတိုက်ခိုက်မှုစုစုပေါင်းရဲ့90ရာခိုင်နှုန်းနီးပါးကိုစကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာပြုလုပ်ခဲ့ပြီးထိခိုက်သေဆုံးမှုစုစုပေါင်းရဲ့90ရာခိုင်နှုန်းကျော်ကလည်းဒီဒေသနှစ်ခုတွင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ကိုဆိုင်ဝနရဲ့တင်ပြချက်ပါ။နောက်ထပ်စီးရေးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲတင်ပြချက်တခုဆက်ချင်ပါတယ်စစ်မဲ့ဖြစ်ပွားတဲ့ဒေတာတွေမှာကလေးတငယ်တွေဟာအသက်ရှင်တန်ွင့်နေစဉ်ချင်းချောက်ခံနေကြရပြီးအကြောက်တရားတွေနဲ့အတူစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိနေတယ်လို့လူခွင့်ရေးအဖွဲ့တွေနဲ့အုတ်ထင်းသူမိဘတွေကပြောဆိုကြပါတယ်ဒီအကြောင်းတွေကို RFP သတင်းတော့မတ်ရှင်မျိုးသူဆက်တင်ပြပါမှာပါခင်ဗျာ စစ်ဖြစ်တဲ့ဒေသတွေမှာကလေးငယ်တွေဟာရှင်သန်ခွင့်ချင်းချောက်ခံနေရသလိုစိုးရိမ်ထိတ်လန့်မှုတွေနဲ့ကြီးပြင်းနေထိုင်နေရတယ်လို့လူအခွင့်ရေးလှုပ်ရှားသူတွေနဲ့မိသားစုဝင်တွေကပြောကြပါဗျ။ကရနီဒေသမှာဆိုရင်စစ်ကောင်စီက drone နဲ့ပုံရှာတာလေကြောင်းနဲ့တိုက်တာတွေကကလေးတွေအတွက်ပို့ပြီးတော့ကြောက်စိတ်ဖြစ်စေတယ်လို့ကရနီလူအခွင့်ရေးအဖွဲ့ရဲ့တည်ထောင်သူကိုပညာကပြောပါဗျ။အော်လက်ကတိကထက်ဆိုင်ရအခုနောက်ပိုင်းမှာရေရံနဲ့ drone ရံကကျွန်တော်ကလေးတွေအတွက်ဒါပဲပေါ့အထူးပြီးကြောင်းတွေ 啊，热带开木的布苗了，然后等到我们看的布，我们讲那热带开木的渠道。 ဒီစစ်ပဲဆိုင်ရာရပါတော့ထိခိုက်မှုရှိတဲ့စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာကြားပြည်နယ်မှာနေရက်စွန့်ခွာထွက်ပြေးနေရတဲ့ကလေးတငယ်၄000ခွဲကျော်ရှိနေပြီးတော့စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင့်ကလေး၁၈ယောက်သေဆုံးခဲ့ရပါတယ်။ရှင်းပြည်နယ်မှာလည်းစာတင်ကျောင်းတွေပါပြစ်မှတ်ထားတိုက်ခိုက်ခံရတဲ့အတွက်ကလေးတွေကကျောင်းသွားဖို့တောင်ကြောက်နေကြရတယ်လို့ရှင်းလူအခွင့်ရေးအဖွဲ့ရဲ့စီမံအရာရှိစလိုက်မန်ဟာရဲရန်ကပြောပါတယ်။အာစစ်ကောင်စီကဘုံကျေးလေရင်တိုက်ခိုက်မှုတွေလုပ်တဲ့ခါမှာ ာကျောင်းတွေကိုပြတ်မှတ်ထားပြီးတော့တိုက်ခိုက်တာတိုက်ခိုက်တာသူတို့တီးတယ်သူတို့မှနားလေတယ်အဲ့ဒီခါမှအဲ့ဒီရေကလေးသူငယ်လေးတွေရတော့ဒီကျောင်းထက်ပုပ်ကျောင်းနေရတဲ့အာကျောင်းနေရတဲ့ဗာလဲခိုင်စားချက်ကရှိတယ်သူတို့မှ ဘယ်ဒီလိုစိတ်သက်ခံစိတ်ခံစားမှုပြီးတော့သူတို့ကဘယ်လိုပြောမလဲသူတို့ရဲ့ mental ကိုဘာဒီလိုထိတဲ့ထိတဲ့ဟာမျိုးသူတို့တွေ့ရတာပေါ့နိစီကောင်စီလက်ရှက်နဲ့ရှင်းပြနေမှာတည်ဆုံးတဲ့ကလေးအယောက်80လောက်ရှိပြီးတော့အဲ့ဒီအထဲမှာ3နှစ်အောက်ကလေး10ယောက်ကျော်ပါဝင်တယ်လို့ရှင်းလူအခွင့်ရေးအဖွဲ့ရဲ့စီးရင်တွေမှာဖော်ပြထားပါတယ်မကွေးတိုင်းမှာလည်းကလေးတွေဟာစော့ကစားနေတဲ့အချိန်မှာတော့လေရင်တွေလာမလားဆိုပြီးတော့စိုးရိမ်နေကြတာလို့လုံခြုံရေးဆောင်အမည်မဖော်လို့တဲ့မြိုင်ဒေသခံတယောက်က RFA ကိုပြောပါတယ်လေ ို့ပြေးလာထော်ကြတာမဲ့ချိန်ကြီးတော့မှဟိုသူတို့မှစွန့်စည်းနေနဲ့ဆော့နေရပါဘောအပြင်းလွှိုင်းအဲဒီဆော့ဟိုမှာအကားစားဆိုလည်းဘောတော့ကနေနေဘူးအဲဒီတို့မှဟိုတင့်တင့်ပုံပြီးကြွယ်လိုက်ရအဲဒီတင့်နေအောင်ပြေးရအဲ့လိုပုံစံမျိုးတွေကိုထိတ်လန့်နေရပါဘောဝင်ရလဲတော့ရောက်ဟိုငါဘောကဖြတ်ဖြတ်ပြန်လာတော့လေ 2022ခုနှစ်ကလေရင်နဲ့တိုက်လို့ကလေး17ယောက်သေဆုံးခဲ့ရတဲ့စကိုင်းတိုင်းတပရင်းမြို့နယ်ကလက်ရက်ကုံစတင်ကျောင်းဖြစ်ရဟာနှစ်နှစ်ကျော်ကြာလာပေမဲ့လည်းကလေးငယ်တွေဟာကျောင်းတကားပိတ်တန်တောင်လန့်နေရတယ်လို့လုံခြုံရေးကြောင်ဒေါ်စန်းမော်လို့အမည်လွှဲထားတဲ့ဒေသခံကပြောပါဗျာ။မတို့နေတဲ့ဒီစတင်ကျောင်းရဲ့အိမ်ကတကားပိတ်တိုက်လို့ရှိရင်လည်းအတန်ဟုံးဆိုကြီးရကွာ။အဲ့လိုမြည်လိုက်လို့ရှိရင်ဟိုစတင်မြေကြားကနေပဲသူတို့လက်နဲ့ကြီးနဲ့ပြစ်ပြီးလာဆို။ ကြိုက်ကြရထတဲ့ကလေးတို့အဝေးရမှလာလို့လုပ်တဲ့ကလေးတို့ဆက်ပြီးကျမဩတကားပိတ်ထားပေါ့အဲ့လိုလေးလေးပေါ့တကားပိတ်တဲ့တန်ဆသူတို့မယ်ကြောက်လန့်နေကြရအောင်စစ်ကောင်စီဟာသူ့ကိုစန့်ကျင်တဲ့ပြည်သူတွေအပေါ်ရန်သူလိုဆက်ဆံနေတယ်လို့မြမလူအခွင့်ရေးကွန်ရက်ရဲ့ညွှန်ကြားရေးမှူးဥကျော်ဝင်းကထောက်ပြပါဗါဒါကဟိုပြည်သူနဲ့ကိုသူစစ်ဖြစ်နေတာဟုတ်ပြီလားဒီဟာ တော်လိုင်းတစ်ခုဖြစ်တဲ့အတွက်ဒီတော်လိုင်းနဲ့အုပ်စုကိုနှိတ်ကုတ်နေတာမဟုတ်ဘူးဒီစစ်တပ်ကဒီစစ်တပ်ကပြည်သူအယတားပြည်သူအားလုံးသူ့ကိုမလိုလားဘူးဆိုတဲ့ပြည်သူအားလုံးကသူ့ရံသူပဲဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်လို့မင်းမြတ်နိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံဖြေကြားတာမရှိပါဘူးမြန်မာနိုင်ငံမှာလက်နက်ကင်ပြိပခါတွေကြောင့်ပြီးခဲ့တဲ့2024ခုနှစ်တနှစ်ထဲမှာတင်ကလေးငယ်950ကျော်ထိခိုက်သေဆုံးခဲ့ရတယ်လို့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ကထုတ်ပြန်ထားပါ ါတယ်ရှင်။မရင်မျိုးသူရဲ့တင်ပြချက်ကိုနှားဆင်ခဲ့ကြရတာပါ။ဒီကနေ့ RFP ရဲ့ထုတ်လင့်ချက်အစည်းအဝေးလည်းဒီမှာပဲပြီးဆုံးပါပြီ။တော်ရရှင်မြန်မာပြည်သူများကိုစိတ်နှပြစမ်းမှရှင်းလန်းနိုင်ကြပါစေခင်ဗျာ။ You have been listening to Radio Free Asia.